င်္ဂလာပါခင်ဗျာတက်လောက်ခသတင်းဌာနရဲ့တပတ်တွင်းရက်ခတ်ဆုံးနိုင်ငံကသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဖိငယ်ပါဒီတပတ်ရဲ့ရက်ခတ်ဆုံးနိုင်ငံကသတင်းတွေကတော့မြန်မာစစ်ကောင်စီနဲ့ NUG တွေ့ဆုံဖို့အချိန်ကြာပြီလို့မလေးရှားဝန်ကြီးချုပ်ပြောဆိုလိုက်တဲ့သတင်းဝန်လားကြောက်တင်ပွဲရအငင်းစားပုံမှုချုပ်ချုံထောင်းပြစ်ခတ်ခံရတဲ့ဆိုတဲ့သတင်းနဲ့ဟာဘတ်တက်ဂရိုမှာနိုင်ငံကကြောင်းတားတွေကြောင်းတက်ခွင့်ကိုထရန့်အစိုးရကပိတ်လိုက်တဲ့ဆိုတဲ့သတင်းနဲ့အတူစိတ်ဝင်စားပွဲသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ မြန်မာစစ်ကောင်းဆောင်ပြင်ရေးပါတဲ့ပြိုင်ဘက်တွေနဲ့တရားစီတွေ့ဆုံခဲ့မှုကလည်းကောင်းမွန်တဲ့ရလဒ်တွေထပ်ပေါ်ခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ကပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့လမှာပဲမြန်မာစစ်ကောင်းဆောင်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာမလေးရှားဝန်ကြီးနဲ့တကားပိတ်ဆွေးနွေးခဲ့ပါတယ်။နောက်တစ်ရက်မှာပဲမလေးရှားဝန်ကြီးက NUG နဲ့လည်းအွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီလိုတရားစီခွဲပြီးတွေ့ဆုံခဲ့ပေမဲ့စစ်ကောင်စီနဲ့အတိုက်အခံအင်အားစုတွေကြားတွေ့ဆုံဆွေးနွေးဖို့အချိန်တန်းပြီးဖြစ်တယ်လို့ မေလ22ရက်ကပူရှာဂျာရာမြို့တော်မှာသတင်းတောက်တွေကိုဝင်ကြီးကပြောဆိုခဲ့တာပါတဆက်ထဲမှာပဲဝင်ကြီးကမြန်မာပြည်သူတွေဟာကိုယ့်ကကြမ္မာကိုဖန်တီးရမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်ခင်ဗျာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာစာတင်ကြားပေးနေပြီးစစ်ကောင်းဆောင်ချင်းမင်းရဲ့ဝနာကျော်တင်ပွဲရအငိမ့်စားဗိုလ်မှူးချုပ်ချုပ်တွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Golden Valley Warriors ကသတင်းထုတ်ပြန်ခဲ့ပါတယ်မေလ22ရက်မနက်9:00ခွဲဝန်းကျင်မှာ န်ကုန်တိုင်းမရန်ကုန်မြို့နယ်ငါးရပ်ကနေအိမ်မှာပစ်ကတ်ရှင်းလင်းခဲ့တာလို့သိရပါဗျ။အငိမ့်စားပုံမှုချုပ်ချုပ်တော့ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြံဖက်မှုတပ်ဖြတ်ရေးဘာဒရက်အပြင်နိုင်ငံတကာဆက်ဆံရေးဘာဒရက်ကိုပါတင် जा ပေးနေသူပါ။သူဟာကမ္ဘောဒီးယားနိုင်ငံတိုင်းမှာအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးမြန်မာနိုင်ငံပြည်ရောက်ချိန်ကလေးကနေပြည်တော်မှာရှိတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာစစ်တပ်အရာရှိကြီးတွေကိုစာတင်ကြားပို့ချပေးခဲ့ပါတယ်။သူဟာ စစ်တပ်ကအနာယူသွားတယ်ဆိုပေမဲ့အကြမ်းဖက်စစ်တပ်ရဲ့နေစဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာတင်ကြားပို့ချပေးနေသူဖြစ်ပြီး2023ခုနှစ်မှာတော့စစ်ကောင်းဆောင်ကိုတိုင်ကသူ့ကိုဝနာကြော်ထင်ပွဲချင်းမြင့်ပေးခဲ့ပါတယ်ခင်ဗျာကမ္ဘာကျော်အမေရိကန်တက်ကရိုတစ်ခုပြည့်တဲ့ဟာဘတ်တက်ကရိုမှာနိုင်ငံတကာအကြောင်းသားအကြောင်းသူတွေကြောက်တက်ခွန်ကိုမေလ22ရက်ကစပြီးတမနာထရန်အစိုးရအဖွဲ့ကရုပ်သိမ်းလိုက်ပါတယ်ထရန်အစိုးရတောင်းဆိုတဲ့ နိုင်ငံတကာចောင်းသားတွေရဲ့အကျင့်စာရိုက်တာမှတ်တမ်းလွှဲပြောင်းပေးဖို့ Harvard တက္ကသိုလ်ကငင်းဆန်ခဲ့တဲ့အတွက် Harvard Student and Exchange Visitor Program ကိုရပ်ဆိုင်းဖို့ဆောင်ရွက်ခဲ့တာပါ Harvard တက္ကသိုလ်အနေနဲ့2025-26ခုနှစ်ပညာတင်နှစ်ကစပြီးနိုင်ငံခြားသားចောင်းသားတွေလက်ခံလို့မရတော့ဘဲလက်ရှိចောင်းသားတွေကတော့လာမယ့်ပညာတင်နှစ်မတိုင်ခင်အမေရိကန်မှာတရားဝင်ဆက်လက်နေထိုင်ခွင့်အတွက်ပြောင်းလဲရမှာဖြစ်ပါတယ်။မပြောင်းလဲခဲ့ရင်နေထိုင်ခွင့်ဆုံးရှုံးနိုင်တယ်လို့ မရိကန်ပြည်ထောင်စုအမိမိလုံခြုံရေးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဟာဗတ်တက္ကသိုလ်မှာနိုင်ငံတကာကလာရောက်ပညာသင်ကြားနေတဲ့ကျောင်းသားအကျောင်းသူ25ရာခိုင်နှုန်းဝင်ကျင်ရှိပြီးမြန်မာနိုင်ငံသားအချို့လည်းပညာသင်ကြားနေပါတယ်ခင်ဗျာ။မင်္ဂလာလက်နိုင်ငံကိုဖျက်ပြီးရခိုင်ပြည်နယ်ကိုပေးဖို့ရည်ရထားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးစဉ်ရန်ကနေဘင်္ဂလားဒေ့ရှ်ကနောက်ဆုတ်တွားခဲ့ပါတယ်။အဒီကိစ္စနဲ့ပတ်သက်ရင်ဘင်္ဂလားဒေ့ရှ်အစိုးရက ဘယ်အဖွဲ့အစည်းနဲ့မှဆွေးနွေးမှုတွေဆောင်ရမှာမဟုတ်ဘူးလို့မျိုးသားလုံချေးအကြံပေးပုဂ္ဂိုလ်ဒေါက်တာခါလီလူရာမန်ကမေလ22ရက်မှာပြောဆိုခဲ့တာပါဒါပေမဲ့အဲ့ဒီကိစ္စအတွက်နှစ်ဖက်စစ်ကောင်းဆောင်တွေနဲ့နိုင်ငံခြားရေးဌာနတွေကအနည်းငယ်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့လည်းသူကအတည်ပြုခဲ့ပါတယ်။အဲ့ဒီစေချန်လန်းစစ်မှန်ကိန်းကိုဘင်္ဂလားဒေ့ချ်စေဦးစီချုပ်ကတွဲစုံစင်ချန်လန်းလို့ယဉ်ယဉ်ခေါ်ဆိုခဲ့ပြီးနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိခိုက်စေလိမ့်မယ်လို့ အပြင်းထန်ဝေဖန်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်အုပ်စုချုပ်ကအပြင်းထန်ဝေဖန်ပြီးနောက်မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖျက်ပြီးရခိုင်ပြည်နယ်ကိုပေးဖို့ရည်ရထားတဲ့လူသားချင်းစာနာထားရမှုဆိုင်ရာအကူအညီပေးရေးစင်ကြံကလည်းအင်းဆောင်ဆိုးရကနောက်ဆုတ်သွားခဲ့တာပါ။အဲဒီစင်ကြံလားဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့စစ်တကောင်းဒေဂရာကနေမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာရှိတဲ့ရာသားတွေစီအကူအညီပေးဖို့ရည်ရထားတဲ့စီမံကိန်းလေးဖြစ်ပါလေခင်ဗျာ။ တလုံကသတင်းဌာနရဲ့တပတ်တွင်းကဘာတဝမ်းကရက်ခဲဆုံးသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံတုံးနိုင်ငံသားများအားလုံးဘေးရန်နဲ့အမျိုးမျိုးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ